ကျွန်တော်ခုပြောချင်တာကတော့ဒီဈေးကွက်ထဲမှာရှိတဲ့ဒီ visa second letter တွေနဲ့ပတ်သက်ပြီးပြောချင်တာပေါ့နော်အဲတခါလေကျွန်တော် page မှာအဲ ISO page မှာကျွန်တော်တို့တင်တိုင်းမှာအဲ visa second လေးတွေရလို့တင်ပြီးဆိုရင်ကျွန်တော်တို့ဒီဈေးကွက်အနေထားအရအဲသူ့ရဲ့ specification နဲ့တခြား specification နဲ့တခြား laptop ရဲ့ specification နဲ့တူတာမျိုးဆိုရင်သူကဈေးပိုကြီးနေတာမျိုးကိုတခါတလေမှာအဲတချို့ညီလေးတွေဟာဟာလာပြရမျိုးတွေ့ရပြီ အဲတွေးတာတကယ်လို့ဟာပေးတာမားလားဆိုတော့အဲအမှန်တိုင်းပြောရရင်တော့မားတယ်ပဲပြောမှာเนาะဘာလို့ဆိုတော့ကျွန်တော်တို့ဒီဒီ specification တူရင်တောင်းမှာဈေးကွက်ထဲမှာအဲအရန်ရှားပါးတဲ့ကောင်းလေးပေါ့ Razer ဆိုလဲ Premium CEO မှာအရန်ရှားပါးတဲ့ကောင်းလေးဖြစ်တယ်ဗျဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဈေးကွက်ထဲမှာသူ့လိုမျိုး specification နဲ့ laptop တွေချားပါတော့သူကဈေးကြီးနေနေမယ်ဗျကျွန်တော်တို့စီမာတောင်းမှာတစ်နှစ်ကိုတစ်လုံးနှလုံးလောက်ပဲရတဲ့နေထားမျိုးပေါ့နော် Razer ကလည်းပဲ အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတာအဓိကတော့သူဖောင်ဗတာကကျွန်တော်တို့ဒီ mapo လိုမျိုးပဲကျွန်တော်တို့အဲ့ဒါကို window ဘက်ကနေပြီးတော့ဟိုထက်ထွက်တဲ့ premium ပေါ့သူ့ရဲ့ဒီ magnesium body အလွိုင်း body နဲ့ aluminum body နဲ့ပေါ့နော်အဲဒီကောင်နဲ့အဲ့လိုမျိုးအချိုးစစ်တွေကသူကနာမည်ကြီးတာပေါ့နော် razor လည်းပဲလက်ရှိ gaming accessory လည်းဒါလူငယ်ချမ်းသာတာရေမန်းစားတဲ့ brand ပေါ့နော်ဟိုလိုချင်တိုင်း laptop စကန်အမှကြတော့ เรซาถอดลาบีဆိုရင်အရှာရှာပါပါထွက်လာမျိုးပေါ့ရှာပါထွက်လာပြီဆိုရင်ကျွန်တော်တို့ကလည်းအဲကျွန်တော်တို့စီကိုပြန်လာရောင်းရင်တောင်မှရှာရှာပါပါဖြစ်တဲ့ဈေးနဲ့ဟိုကောက်ရတာပေါ့နော်ဟိုသူ specification နဲ့ဈေးတန်းမှာတခြားလက်တော့တွေဥမာထားပါတော့အဲ20 20ပဲရှိတယ်ထားပါတော့အဲเรซาအနေနဲ့ကတော့ဒီပုံမှန်လက်တော့ထက်ကိုအဲ6သိန်း9သိန်းပေါ့နော်ပို့ပြီးတော့ကြီးနေတာမျိုးကျွန်တော်တွေ့ရလိမ့်မယ်ဗျာ ဒါကလည်းကျွန်တော်တို့ပါဗောနော market မှာရန်ရှားတယ်ဗောနော် razor ရဲ့ big quality ကလည်းအဲကျွန်တော်တို့သိရတဲ့အတိုင်းပဲသူ့ရဲ့ charging ဆိုရင်တောင်မှ charging ရဲ့ charging ကျိုးရဲ့ quality ကတော်တော်လေးကောင်းတော့ဗောနော်အဲ့လိုမျိုးဗောနော်ဟိုအဲတကယ် international market မှာလည်းပဲ razor ဒီဈေးကြီးတယ်ဗောနော်အဲ့လိုမျိုးဗောဟိုတကယ်ကို luxury brand ပုံစံဗောအဲ့လိုမျိုးဗောအဓိကကတော့သူ့ရဲ့ဟို big quality ရဲ့သူ့ရဲ့ brand ဗောနော်သူ့ရဲ့ brand ကိုက ဲ့လိုမျိုးပေါ့ဈေးကြီးနေတာပေါ့အဲကြောင့်ကျွန်တော်ပြောချင်တာကတော့အဲ့လိုမျိုးပေါ့အဲဒီ configuration specification တူရဲ့တောင်းမှာ radar ဒီ marketing မှာဈေးကြီးနေတာမျိုးဖြစ်တယ်ဖြစ်တယ်ပေါ့နော်အဲဒါကတော့ဘာလို့ကျွန်တော်ပြောလဲဆိုတော့ဒီကျွန်တော် page မှာတင်တိုင်းမှာအဲတခါလေးညီလေးတွေဖြစ်ဖြစ်အဲလာဟာဟာပေးရမျိုးကြီးတွေ့တယ်ဗျအဲ့လိုမျိုးပေါ့ဟိုအဓိကကတော့အဲ့လိုမျိုးပေါ့နော်ဒီ premium ဖြစ်သွားခြင်းကဈေးကြီးသွားခြင်းဖြစ်တယ်ဗျကျွန်တော်တို့စီကို ဟိုလာရောက်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ဒီဈေးအများကြီးပြီးပြီးတော့ကောက်ရတယ်ဗောနော်ရေစာဟုတ်အဲ့ဒါလေးပြောချင်တာပါဗျာကျေးဇူးပါဗျာ